စတေမာလာ၂ရက်နေ့ကတန်လီမျိုးနယ်ဖျားကုန်းကြီးမှာတဲခုတ်ကမ်းမှာရှိနေတဲ့တရခန့်ပြေးကိုရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးရမှာတရခန့်ပြေးကဓာတ်နဲ့ပြန်လဲတိုက်ခတ်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်တို့သေဆုံးခဲ့ပါတယ်။ဓာတ်ထုတ်ခံရမှုကြောင့်သေဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တို့ဟာတန်လီမျိုးမှာရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲအုပ်အောင်နိုင်တဲ့ရဲတပ်ချက်သူရလင်တို့ဖြစ်ပြီးနှစ်ဦးစလုံးဟာအင်အောင်ရှင်များဖြစ်ပြီးတော့တာသမီများကြံရင့်ခဲ့ကြပါတယ်။ရဲအုပ်အောင်နိုင်ဟာလယ်ဘေးမှာထိုးသွင်းတဲ့အရာရဲတပ်ချက်သူရလင်ဟာရာဘက်ရှင်အုံမှာ ထုံးသွင်းထရန်နှစ်ချက်ရရှိခဲ့တယ်လို့တန်လင်မျိုးမှရဲစခန်းမှုဒူရဲမှု တင်ထွန်းကပြောပါရယ်တန်လင်မျိုးမှရဲစခန်းမှာရဲအောင်နိုင်ဦးစီးတဲ့ရဲတပ်ဖွဲ့ဝင်ရှင်းဦးကဟာဖျားကုန်းကြေးရွာရှိတဘာဝအလတဲခိုကန်အခမ်းအမတ်တရားတက်မှာရှိနေတဲ့တရားခံပြေးတင်မြင့်ကိုဖမ်းဆီးဖို့တရားခံပြေးရှိနေတဲ့အခန်းကိုတဲခိုခန်းမှာဝေဒန်းတူးကိုတကားသွားခောက်စေခဲ့ပြီးတင်မြင့်ထွက်အလာကိုဆောင်းမဲစင်မှာအစိုးရတရားခံပြေးမှာအသိယူဆောင်လာတဲ့ဓာဦးချွန်အသွာကိုလမခန့်ရှိတဲ့ဓာနှချောင်းနဲ့ရဲတပ်ဖွဲ့ဝင်တူးကိုထိုးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်တရခံပြည်ဟာရဲတပ်ဖွဲ့ဝင်တွေဝိုင်းဝန်းဖမ်းဆီးနေတဲ့ကြားမှာတဲခုတ်ခံအနီးရှိတပ်ပင်ခြုံတွေတွေပေါက်နေတဲ့တောအုပ်အတွင်းကိုထွက်ပြေးသွားခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးစဉ်မှာတရခံပြည်ကကုန်းသီးနဲ့ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီနောက်တင်ပြင်ကိုဖျားကုန်းကြီးပါဂျမားလန်အတွင်းဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။တင်ပြင်ဟာ2014ခုနှစ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုနဲ့ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီးတရခံပြည်အဖြစ်အမှုဖွင့်ခံထားတာဖြစ်ပါတယ်။